တနင်္သာရိုင်တိုင်းဒေသစီထဝယ်မြို့နယ်အရှိတော်ဒေသမှာစကောက်စီတက်ကလေချောင်းကနေဗိုလ်ချက်တိုက်ခတ်ခဲ့ရာကြောင့်တောင်တော်လုံးရာကမြို့သားတအုပ်သိဆုပ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဧပြီလ23ရက်နေ့နေလတနာရီလမှာမြေလီတဲစခန်းဌာနချုပ်ခနေလာတဲ့ KW မျိုးစားတိုက်လီရင်ဟာအရှိတော်ဒေသရှိတောင်တုံးလုံးရတဲ့ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံဒီနှလုံးကြက်ချက်တိုက်ခတ်ခဲ့တဲ့ပြင်ဆက်လက်တွင်လည်းပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့အရှိတော်ဒေသခံမျိုးသားတအူကဆိုပါတယ် ပိုကျတိုက်ခိုက်မှုကြောင့်တောင်သုံးအောင်ရကအသက်30ဝန်းကျင်ရရှိကိုအီစာဆိုသူရဲ့နောက်ကျော်ပွေထွက်ကနေရမတင်ပွဲချင်းပြီးတိတ်ဆိုသွားခဲ့တယ်လို့အထက်ပါဒေတာခန်ကဆက်ပြောပါတယ်။အရှိတော်ဒေတာရှိကြောင်မဲတောင်ရဲ့စကန်ကိုဧပြီလ23ရက်နေ့မနက်ပိုင်းမှာကီမျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့တော်လိုင်းရေးပူပေါက်တပ်တွေကပိတ်ဆို့ထားပြီးပြစ်ခတ်မှုဖြစ်ပွားတာမျိုးမရှိသေးဘူးလို့တော်လိုင်းရေးတပ်တရင်ရင်းမြစ်တအူကပြောပြပါဗျာ။ အခုလက်ရှိမှာလည်းမြစ်တာမှာရှိတဲ့စက်ကောင်စီတပ်သားတွေကကြောင်မဲတောင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါဗယ်။ဧပြီလ19ရက်နေ့ကလည်းအရှိတော်ဒေသတဝက်ထီခိနယ်ဆက်ရှိထီထဗျူဟာစကန်ကိုကို တော်လန်ရီပူပေါက်တပ်တွေကသိပ်ပန်းနိုင်ခဲ့ပြီးစက်ကောင်စီတပ်တွေဘက်ကထိုင်းလေပိုင်နဲ့ထပ်ထီကျူးကျော်ဝင်ရောက်ကထီခိရွာကိုဗိုလ်ချတိုက်ခတ်ခဲ့ပါသေးတယ်ရှင်။